မြန်မာပြည်ပေါ်တိုင်းရင်းသားညီကိုမောင်နှမများအကုန်လုံးမင်္ဂလာပါခင်ဗျာအခုလက်ရှိမြင်ကွင်းကိုတချံလောက်ကြည့်ကြပါဦးဘာလို့လဲသဂိုင်းတဒါဤတဒါအဟောင်းကလုံးဝငလီရင်တန်းရောက်ကျိုးပြတ်သွားတယ်လက်ရှိမှာကြံနေခဲ့တဲ့တဒါအတိတ်ကလည်းလမ်းနေဘလို့မသွားလို့မရဘူးမကျိုးတာပဲတမေပေါ့အခုဘိုးတော်ဖျား ခစ်ကိုရောက်သွားတယ်လို့ပဲဖြစ်ပြနေတဲ့အရာသခိုင်းကမန္တလေးကိုလာမယ်ဆိုရင်ဇတ်တင်ဖို့ရည်တွေနဲ့မတူတာမဖွန်ဖြူသေးတဲ့အချိန်မှာကြုံခဲ့ရတဲ့ဒုက္ခတွေလို့ပြန်ပြီးတော့ဒီဒုက္ခတွေကိုမြန်မာပြည်သူလူထုကြီးကခံစားနေရတဲ့မြင်ကွင်းကိုတခြားလောက်ချိုးကြပါဒီကကြီးကိုကြော်လှော်ပြီးတော့ကျွန်တော်တို့တွေ နိုင်ငံအေးချမ်းသာရာပေါ်ပြဖို့အတွက်စဉ်းစားဖို့အဖြေရှာဖို့လိုအပ်တယ်